တော့ဥတ္တမပါဘီခင်ဗျာလာမယ့်နှစ်ကိုလည်းဒီလိုယခုလိုစိတ်ရည်တွင်းနဲ့ຫນွေစပါးစိုက်မဲ့အကြံစီများ ရှိရင်လဲဆွေးနွေးပြပါအောင်ခင်ဗျာကျွန်တော်တို့တောင်သူကတော့အခုလိုဖြစ်ထွန်းတော့ထပ်ပြီးစိုက်ပျိုးနေတာပေါ့နှစ်တိုင်းနှစ်တိုင်းအားကြောင့်လဲဆိုတော့ဒီလိုကျွန်တော်တို့ဒေသမှာမပဲရာသီကြောင့်လဲကောင်းကောင်းမပဲမထွက်တာဖြစ်တဲ့အတွက်ຫນွေစပါးဘက်ကိုကြောင်းပြီးတော့အခုလိုစိုက်ပျိုးမှုကိုကျွန်တော်တို့ကရှင်းစီရတာပေါ့လေ ဟုတ်ကဲ့အဲ့တော့နောက်နေ့နောက်နေ့မှာကျွန်တော်တို့ကဖြစ်စေချင်တာတော့တောင်သူတွေအတွက်ထပ်ပြီးတော့ဆိုလာများဌာနတွေကနေပြီးတော့မှတက်ဆင်ပေးမယ်ဆိုရင်တော့တောင်သူကပို့ပြီးတော့အကျိုးဖြစ်တော့မယ်တွင်းအားစုလည်းတက်တာလာတာပေါ့ဟုတ်ကဲ့ဒီခုမြင်တွေ့ရတဲ့စည်ရင်းကတော့2019 2020ခုနှစ် တိုင်းကကြီးပိုက်ချက်နဲ့သူ့ဖို့ပြီးသားတော့လေးလက်မှစိုက်ပျိုးရေးစိတ်ယုံနေဖြစ်ပါတယ်။ဆိုပါစိတ်ယုံနေဒီပေး200ရှိပြီးစနစ်73ချန်ချိုင်းအင်ဂျင်နဲ့အဆူ100ပန့်ကိုတက်စင်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။ တခုမြင်ရတာကတော့ဖူးစာပြောင်းများဖြစ်ပါလေလူသဘာစိုက်ပျိုးမှုကတော့လေးကအတော့190သဘာများစိုက်ပျိုးထားပြီးရွှေတော်မြို့နယ်စိုက်ပျိုးရေးမှလာရောက်၍မျိုးစစ်အကူအညီမျိုးစာအကူအညီနဲ့ဤပညာအကူအညီများလာရောက်၍ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ိရှိရပါတယ်ကျွန်တော်ကသူ့ကိုအစိုးရတရားပြောပြတယ်ဥက္ကဝင်းဟုတ်ကဲ့ပြောရို့အဲ့လိုအဲ့လိုလေးလုပ်ပါဗျာဘုဒ္ဓမောင်ဆွေအခုလေးကမှခမန်းတပားဘလောက်လောက်ရမယ်လို့ခမန်းထားပါလေခင်ဗျာအဲခုနှစ်ကတော့ကျွန်တော်တို့ကဘလောက်ရမလဲမှန်းတော့ဆိုရင်တော့တေအေကဟို တင်း90ပတ်ဝန်းကျင်လောက်ပဲထွက်လိမ့်မယ်လို့အောင်းမိတယ်။ဩဟုတ်ကဲ့ပါ။အခုနှစ်စမ်းသရာသီဆိုတော့လေကျွန်တော်တို့အရန်ကြီးလည်းပဲဟိုကျန်တဲ့သွင်းအားစုတွေကိုဒါမထက်နိုင်ဘူးအဆေးလိုပါတော့။ဩဟုတ်ကဲ့ဟုတ်ကဲ့။ကျွန်တော်တို့ကဟိုအကူကြီးရမှလည်းပဲဒီဥစ္စာတောင်းသူဆိုတာလည်းပဲထွက်နိုင်တာလေ။ဟုတ်ကဲ့။ခုနှစ်သေးနှုံးဈေးနှုံးနေလည်းကျတော့အရန်ကြီးလည်းကျွန်တော်တို့မထက်နိုင်ဘူးပေါ့။ဩဟုတ်ကဲ့။ကိုလိုဖြေးကြပြီးတဲ့အတွက်တောင်သူဥတ္တမောင်စီရလည်း ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တက်ဆိုင်ရာကျွန်တော်တို့ဒေသကိုဒီလိုရေရင်းမြေဌာနနေပြီးဒါရောက်ဒုဗောပေးတဲ့တက်ဆိုင်ရာကဝင်းကြီးဌာနကိုလည်းကျေးဇူးတင်တယ်လို့နောက်လည်းပဲကျွန်တော်တို့တက်ဆိုင်ရာဆက်ဆက်ဌာနဆိုင်ရာများနေပြီးကျွန်တော်တို့ဒေသကိုအခုလိုပဲကူညီပေးဖို့အတွက်ကျွန်တော်တို့မြေတားရခံအပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ